ဒီစာသင်ချိန်လေးမှာဒီချက်ကဇာရိတနဲ့ပြည်သူနေတိဆိုတဲ့ဘာသာရပ်ထဲရာသင်ခန်းစာ34ချစ်ခင်လေးစာသွေးချင်းညီကိုများဆိုတဲ့သင်ခန်းစာလေးကိုသင်ကြားပေးသွားမယ်နော် ီတင်ကန်းစာလေးမှာကိုဒေတာနဲ့နိုင်ငံကိုချစ်မြတ်လို့တက်ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားလူမျိုးတွေကိုလေးစားချစ်ခင်ပြီးအတူတကွပူးပေါင်းနေထိုင်ကြရမယ်။ပြီးတော့အိန္ဒိချင်းတိုင်းပြည်တွေရဲ့ခြားနားတဲ့ရင်ကျင်းမှုတန်ဖိုးတွေကိုလေးစားတန်ဖိုးထားတတ်အောင်ချစ်ခင်လေးစားသွေးချင်းညီကိုများဆိုတဲ့တင်ကန်းစာလေးကိုဒီချေကဖတ်ပြပေးမယ်နော်။ င်လေးစားသွေးချင်းညီအကိုများဆိုတဲ့သင်ခန်းစာလေးကိုကြည့်ရအောင်မမွေရဲ့ဖဖေဦးစောကျော်သူပါပြည်တော်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်စင်တူဖြစ်တဲ့ဖဖေကမမို့ကိုသူကြုံတွေ့ခဲ့ရတဲ့အဆောင်အလိုက်ဘောလုံးပြိုင်ပွဲတွေအောင်ပွဲရခဲ့တဲ့အကြောင်းတွေကိုပြောပြတယ်တဲ့ ဖဖေတို့ရဲ့အေယာဝတီဆောင်မှာဆိုလို့ရှိရင်ဗမာလူမျိုး2ဦး၊ကရင်လူမျိုး2ဦး၊ကချင်လူမျိုး2ဦး၊ကယားလူမျိုး2ဦး၊ချင်းလူမျိုး2ဦး၊မွန်လူမျိုး2ဦး၊ရခိုင်လူမျိုး2ဦးနဲ့ရှမ်းလူမျိုး2ဦးတို့ပါဝင်နေတဲ့ အသင်းကောင်းဆောင်ဖြစ်တဲ့ဖေဖေရဲ့ပြောစကားကိုအသင်းဝင်အားလုံးကလေးစားလိုက်နာကြတယ်တဲ့အချင်းချင်းကလည်းအလွန်ချစ်ခင်ပြီးတော့ပြည်တော်စုဖွာသွေးချင်းညီကိုများလို့ခံယူထားကြတယ်တဲ့ရှင်ပြန်ရမယ့်အသင်းကကျောင်းမှာအတော်ဆုံးဘောလုံးသမားတွေပါဝင်ပြီးတော့စူးစီးထားတဲ့တန်လွင်ဆောင်အသင်းဖြစ်တယ်တဲ့ ဖဖေးကကိုယ့်ရဲ့အသင်းကိုဒုအသင်းမှာတိုင်းရင်းသားပေါင်းစုံပါဝင်နေအနာအရှုံးထောက်ကိုဒုတိုင်းရင်းသားတွေရဲ့စီလုံးညီညွတ်မှုနဲ့တဦးနဲ့တဦးလေးစားချစ်ခင်မှုကို ပြသကြမယ်လို့အားပေးစကားပြောခဲ့တယ်တဲ့ဖဖေးရဲ့ပြောစကားအတိုင်းအားလုံးဟာပြိုင်ပွဲမှာတဦးနဲ့တဦးလေးစားချစ်ခင်ပြီးတော့အပေးအယူမျှမျှတတနဲ့ရှင်ပြိုင်ခဲ့လို့တန်လွင်ဆောင်အသင်းကို အနိုင်ရခဲ့တယ်တဲ့ ကဲအခုဆိုလို့ရှိရင်သားတို့သမီးတို့လည်းတိုင်းရင်းသားအချင်းချင်းချစ်ခင်စည်းလုံးညီညွတ်စွာ နေထိုင်ခြင်းကဘလောက်တောင်အရေးကြီးလဲဆိုတာကိုသိသွားကြပြီဆိုတော့ဒီချင်းနဲ့နောက်စာသင်ချိန်တစ်ခုမှပြန်တွေ့ပါမယ်။ ဒီစားသေးချိန်မှာတော့ဒီချဲကတိုင်းရင်းသားတို့ရဲ့ယဉ်ကျေးမှုနဲ့အိမ်နီးချင်းနိုင်ငံသားတို့ရဲ့ယဉ်ကျေးမှုတွေကိုလေးစားတန်ဖိုးထားခြင်းကအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုအာဆီယံတင်မောခီးစဉ်ဆိုတဲ့သင်ခန်းစာလေးကိုဖတ်ပြရင်းနဲ့သင်ကြားပေးသွားမယ်နော်ရက်ွက်ထဲမှာကျွန်တော် လေးစားအားကြရတဲ့အိမ်နီးနားချင်းမမတအူးရှိတယ်တဲ့ သူကတက္ကသိုလ်ကျောင်းသူတဦးဖြစ်ပြီးတော့နာမည်ကနန့်တွာဖောင်လို့ခေါ်တယ်မမတွာဖောင်က ကျွန်တော်တို့မသိတဲ့စာတွေကို စိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးတယ်ဘ ഹു တုဒ္ဓဖြစ်ွယ်အကြောင်းကြတွေကိုလည်းစိတ်အားတက်ကြွစွာနဲ့ပြောပြပေးတတ်တယ်တဲ့လွန်ခဲ့တဲ့နှစ်ကမမဟာအရှိတောင်အာရှနဲ့ဂျပန်လူငယ်များတင်မောခီးစင်မှာမြန်မာနိုင်ငံကိုကိုစားပြုပြီးတော့လိုက်ပါခွင့်ရခဲ့သူလည်းဖြစ်တယ်တဲ့ ခရီးစဉ်အတွင်းမှာမိမိတို့ရဲ့ယဉ်ကျေးမှုထုံတမ်းစင်လာတွေကို တခြားအာဆီယံနိုင်ငံတွေနဲ့ယဉ်ကျေးမှု ဖလှယ်ခွင့်ရခဲ့တဲ့ပြင်ကိုယဉ်နှိမ့်မှု ခိုင်မြဲလာစေတယ်တဲ့ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့အာဆီယံနိုင်ငံကတက္ကသိုလ်ကျောင်းသားကျောင်းသူတွေနဲ့တွေ့ဆုံခွင့်ရခဲ့ပြီးတော့ဗီယက်နမ်၊စင်ကာပူ၊မလေးရှားနိုင်ငံတွေကိုလည်းတင်မောခရီးစဉ်နဲ့တွားရောက်လည်ပတ်ခဲ့ကြတယ်တဲ့။အဲ့ဒီနိုင်ငံမှာရှိတဲ့မိသားစုဝင်တွေနဲ့လည်းနှစ်ရက်အတူနေထိုင်ခွင့်ရခဲ့တယ်တဲ့။မြန်မာနိုင်ငံရဲ့ကိုစားပြုကျောင်းသားတွေဟာကရင်တိုင်းရင်းသားရိုးရာအကဖြစ်တဲ့ကရင်ဒုံရိုင်းအကကို၎င်း ချင်းတိုင်းရင်းသားတို့ရဲ့ရိုးရာအကဖြစ်တဲ့ဝဉဏ်အကကိုလည်းတင်ဆက်ဖြောပြခဲ့တယ်တဲ့ကျွန်တော်တို့ဟာမြန်မာနိုင်ငံကိုစားပြုចောင်းသားများရဲ့တင်ဆက်မှုအပေါ်မှာတခြားနိုင်ငံတွေကဘလို့သဘောထားအမြင်ရှိလဲဆိုတာကိုသိရှိလို့လို့မေးမြန်းကြည့်တဲ့အခါမှာတဲ့မြန်မာနိုင်ငံရဲ့တိုင်းရင်းသားတို့ရဲ့ရိုးရာအကဖြစ်တဲ့ဝဉဏ်အကဖိလစ်ပိုင်နိုင်ငံရဲ့ရိုးရာအကနဲ့တူတယ်ဆိုတာကိုသိရှိသွားလို့ ျွန်တော်ဟာအလွန်သဘောကျသွားပါတယ်တဲ့ကဲသားတို့သမီးတို့ဒီသင်ကန်းဆာမှာပါတဲ့အာဆီယံဆိုတာဘာလဲသိကြလားအာဆီယံဆိုတာကအရှေ့တောင်အာရှနိုင်ငံများအသင်းဖြစ်ပြီးတော့အဖွဲ့ဝင်နိုင်ငံပေါင်း10နိုင်ငံရှိတယ် အာဆီယံနိုင်ငံ10နိုင်ငံအကြောင်းကို အမျိုးသားပြတိုင်းမှာမြေပုံနဲ့ရောနိုင်ငံအလိုက်ရဲ့ရင်ကျင်းမှုနဲ့ဒေတာထွက်ကုန်တွေရောပြသထားတယ်နော်။ဒါတို့သမီးတို့သွားရောက်လေ့လာကြည့်လို့ရတယ်။အာဆီယံသင်္ဘောခရီးစဉ်ဆိုတာကတော့အရှေ့တောင်အာရှနဲ့ဂျပန်ကလူငယ်တွေကိုသင်္ဘောနဲ့တင်ဆောင်ပြီးတော့အရှေ့တောင်အာရှနိုင်ငံတွေကိုလှည့်လည်သွားလာပြီးတော့လှုပ်ရှားမှုတွေဆောင်ရွက်ရတဲ့ခရီးစဉ်ကိုပြောတာနော်။ ီခီးစင်ရဲ့အဓိကရည်ရွယ်ချက်ကတော့လူငယ်တွေအချင်းချင်းအပြန်အလှန်ချစ်ခင်ရင်းနှီးစွာနဲ့ပူးပေါင်းဆောင်ရွက်နိုင်ရန်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နိုင်တဲ့စွမ်းရည်တွေကိုပြိုးထောင်ပေးဖို့အတွက်နော်။ကဲဒါဆိုတိချင်းနဲ့နောက်သင်ခန်းစာတစ်ခုမှပြန်တွေ့ပါမယ်။